တမန်နမြတ်ဆလလာလေးဝဆလမ်မိတ်နဲ့ဝအဒနာဆဒီကဟူဝအကဆာအဘာဟူပြီးတော့တဲ့လူတွေဟာမိမိရဲ့တယင်ချင်းနေမိတ်ဆွေရောင်းရင်းတွေကိုအနီးကပ်ဆက်ဆံပြီးတော့မှမိမိရဲ့ဖခင်ကိုဒစိမ့်ဆန်ဆန်ဆက်ဆံနေဒါကတော့အလ္လာရှင်မြတ်ထိမ့်သိမ့်မှကျွန်တော်တို့ရဲ့ပဝင်းခြင်းမှာယနေ့ညင်နေရတဲ့မြင်ကွင်းတွေပဲကျွန်တော်တို့ရဲ့ပဝင်းခြင်းကိုရှိလိုက်ကျွန်တော်တို့ရဲ့သားတွေအိမ်မှာရှိတဲ့အထုတပြည့်သားတွေဟာ တငယ်ချင်းနေနဲ့တအားကိုရင်းရင်းနီးနီးတွေဆက်ဆံကြတယ်နီးနီးကက်ကက်တွေဆက်ဆံကြတယ်ဒါပေမဲ့အဖေနဲ့အိမ်မှာတနေ့လုံးနေလို့စကားတခွန်းမပြောအဖေကိုတနေ့လုံးနေလို့တစ်ခေါက်နေကောင်းလားဆိုတဲ့စကားတခွန်းမပြော အပါဘာလို့ပေးရမလဲဆိုတဲ့မိကွန်းတခွန်းမမေ့ဘူးတကယ်တော့ဖြစ်တင်တာဟာတငယ်ချင်းလည်းပဲရင်းရင်းနီးနီးဆက်ဆံရမှာတငယ်ချင်းကိုလည်းလူအဲ့နီးနီးကက်ကက်ဆက်ဆံရမှာဒါပေမဲ့တငယ်ချင်းနဲ့ဖခင်နဲ့ရှင်လာတဲ့အခါကျရင် ဖခင်ရဲ့မြစ်တာဖခင်ရဲ့ဂယုနာ ဘာခင်ရဲ့ဂျေဇူးဆိုတာတကယ်ချင်းနဲ့ဘာမှနိုင်ရှင်စရာတော့မရှိဘူးနိုင်ရှင်လို့တော့မရဘူးနိုင်ရှင်လို့တော့မအပ်ဘူးတို့ပဲမယ်လေတဲ့အရာမနီးလိုက်လူရဲ့စိတ်သက်တွေဟာပြောင်းပြန်ဖြစ်ကုန်မယ်ဘာပြောလဲဆိုတော့တမန်တော်မိတ်နဲ့ဝါအဒနာစဝဒီကဟူတကယ်ချင်းတွေကိုတအားနီးနီးကက်ကက်ဖော်ဖော်ကြွေကြွေဆက်ဆံပြီးတော့မှဝါအကဆွာအဘာဟူဖခင်တွေကိုခဝဲဝဲမှထားပြီးတစိမ့်တစိမ့်တယံစာပုံစံဆက်ဆံလာမယ် အဲ့ဒါဟာကြံမသီးလိုင်းပေါ်လာမယ့်အခြေအနေတစ်ခုပဲ